ဲ့လိုဘာစလိုနာအသင်းနဲ့အာဆင်နယ်ကြားထဲမှာခုတလောဖြစ်ပြက်သွားတာလေးတွေကို recap လုပ်ပေးချင်လို့ပါညသောအဖြစ်အာဆင်နယ်ပရိသတ်တွေရဲ့ second favorite team ကဘာစလိုနာဖြစ်ပါတယ်တစ်ချိန်တည်းမှာလဲကျွန်တော်တို့ကိုအိမ်မက်ဆိုးတွေအမတ်တရဆိုးတွေခဏခဏပေးခဲ့တဲ့အသင်းကလည်းဘာစလိုနာအသင်းပဲဖြစ်ပါတယ်အခုလဲကျွန်တော်တို့ရဲ့ပြည့်မှတ်ကစားသမားတအူးဖြစ်တဲ့ယူအန်ဂါစီယာကို ခေါ်သွားပြီအဲတရားဝင်မဖြစ်သေးပေမဲ့ခေါ်သွားပြီလို့တော့ပြောလို့ရတဲ့အနေအထားမှာရှိတယ်ပြီးတော့ကျွန်တော်တို့ ਨੇ contract extension အတွက်ညှိနှိုင်းနေတဲ့ Thomas Party ကိုလည်းပဲအလွတ်ပြောင်းရွှေ့ခြင်းနဲ့ဂုံစင်းမှုကြံစီနေတယ်အဲ့လိုပဲ Martinelli ကိုလည်းနေပါတဲ့ပြောင်းရွှေ့ခြင်းတရက်နဲ့ခေါ်ယူဖို့ကံလန်ကောင်းကံလန်နိုင်တယ်သူတို့ရဲ့အဓိကတောင်ပန်ပြတ်မှတ်တွေဖြစ်တဲ့ Louis Diaz တို့ Marcus Rashford တို့အဲသူတို့နဲ့အဆင်မပြေဘူးဆိုလို့ရှိရင် Martinelli ကိုတန်း40လောက်နဲ့ offer လုပ်တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒီပမာဏက Arsenal အသင်းမျှော်မှန်းထားတဲ့ပမာဏတော့မဟုတ်ပါဘူးသို့တော့ player ကို wage short ခြင်းနဲ့ဆိုလို့ရှိရင်တော့40နဲ့အဆင်မပြေရင်တော့မှ55တန်း90လောက်နဲ့ဆိုလို့ရှိရင်အကြောင်းဝယ်တည့်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် anyway ကျွန်တော်တို့အသင်းရဲ့ပြတ်မှတ်တွေကျွန်တော်တို့အသင်းရဲ့ကစားသမားတွေကိုတော့ Barcelona ကချောင်းနေပြီလို့ပဲပြောရတော့မှာပေါ့ဒီတော့ focus လုပ်ပြီးပြောချင်တာကတော့ Thomas Partey အကြောင်းပဲ Partey ကို အသင်းမှာဆက်ရှိစေချင်ကြတဲ့သူတွေများတယ် လက်တွေ့လည်းအသုံးတည့်နေတာ哦ဇူဘီမန်ဒီရောက်လာတဲ့အနေအထားတဖြည်းဖြည်းအထိုင်ကျလာတဲ့ကွင်းလယ်ရဲ့အခြေအနေအဲ့ဒီလိုအနေအထားမျိုးတွေမှာပါတီဆက်ရှိနေလို့ရှိရင်အသင်းရဲ့ကွင်းလယ် level ကလာမယ့်တရားသည့်အတွက်လည်းကောင်းသလိုနောက်ရာသီတွေအတွက်လည်းတော်တော်လေးကောင်းမွန်တဲ့အခြေခံအုတ်မြစ်ကိုတိဆောက်ပြီးသားဖြစ်သွားမှာ ဒီတော့ပါတီကိုဆက်ရှိစေချင်ကြတယ်။တစ်ဖက်မှာလည်းကစားသမားရဲ့လက်ရှိအသက်အရွယ်ကြောင့်အာစနယ်က contract ကို1 or 2 years လောက်ပဲ သွားခြင်းနဲ့ပါတီကတော့3နှစ်လောက်အထိသွားခြင်းနဲ့သူ့ရဲ့ကစားသမားဘဝနေဝင်ချိန်မှာအသင်းတွေဟိုပြောင်းတီပြောင်းမဖြစ်ချင်ပဲနဲ့တည်တည်ငြိမ်ငြိမ်လေးသွားခြင်းနဲ့ဒါကကစားသမားရဲ့လိုအပ်ချက်။တစ်ဖက်မှာလည်းအာစနယ်ကပါတီကိုတော်တော်သဘောကျတဲ့အတွက်ကြောင့်သူတို့ရဲ့စံချိန်စံနှုန်းတွေကို adjust လုပ်ပြီးတော့ဒီပွဲကြီးလိုချင်တဲ့အနေအထားကိုညှိကောင်းညှိနိုင်နေပေါ့ဗျာဒီလိုမျိုးရှိတယ် ပရိသတ်တယောက်အနေနဲ့ပြောရရင်တော့ပါတီကိုကျွန်တော်ဆက်ရှိစေချင်တယ်။ကြံတဲ့ dramatic ဖြစ်တဲ့ story တွေထားလိုက်တော့ဒါကျွန်တော်အရင်ကပြောနေပြီးသားအခုကသူပြနေတဲ့ performance ကိုလာမယ့်ရာသီမှာဆက်ရှိစေချင်တာ။ Zubi Mani ရောက်လာမယ်တိုက်စင်မှုခေါ်ယူလိုက်တဲ့အတွက်ကြောင့် Mikel Marino ကွင်းထဲကိုပို့ပြီးတော့အာယုံဆိုင်လာနိုင်မယ်။ဒီလိုအခြေအနေမျိုးမှာပါတီသာအသင်းမှာဆက်ရှိနေအောင်မယ်ဆိုလို့ရှိရင်လာမယ့်ရာသီကျွန်တော်တို့အသင်းရဲ့ကွင်းလေသည်အယမ်းမိုက်သွားမှာဒီအခြေအနေကိုကျွန်တော်လိုချင်တယ်ဒါကြောင့်မို့လို့ပါတီကိုဖြစ်နိုင်ရင်တော့ဂုံးစင်းကြီးတို့လက်ထက်ရနေ ရအောင်ကာကွယ်လိုက်စေချင်တယ်။အခုတော့မှလက်လွတ်ရမယ်ဆိုလို့ရှိရင် free လက်လွတ်ရမှာဗျာ။ contract လေး3နှစ်လောက်တိုးပြီးတော့ release လုပ်လိုက်ရမယ်ဆိုလို့ရှိရင်လည်းဒါကတိုးထူးပြီးတော့ဆုံးရှုံးနေတဲ့ကိစ္စမဟုတ်ဘူးလို့တော့ကျွန်တော်ထင်တယ်။ကျွန်တော်တို့ Arsenal ပရိသတ်တွေအနေနဲ့လည်းဒီဘက်နှစ်တွေမှာဘောလုံးအားပေးကြတာဘယ်တော့မှကိုယ့်စီမှာပြည့်ပြည့်ရှန်ရှန်ဖြစ်နေတယ်ဆိုရဲခန်းစားချက်မျိုးမရှိဘူး။ဒီနေရာက player ကိုဟိုဘက်ရွှေ့ကစားလိုက်ဟိုဘက်က player ကိုဒီဘက်ပို့လိုက်နဲ့ versatile ဖြစ်လို့အားကိုးရတယ်မှန်ပေမဲ့အဲ့ဒီ versatile ဖြစ်မှုကြီးကိုလည်း အများတန်းကြီးအသုံးမချချင်တော့ဘူးဗျာပိုပိုရှန်ရှန်လေးလည်းရှိချင်သေးတယ်အဲ့ဒီလိုခံစားမှုမျိုးကတေးကြတဲ့ရှေ့တန်းမှလည်းမရအောင်နောက်တန်းမှလည်းမရဘူးတောင်မှမှလည်းမရဘူးသို့တော့ကွင်းလယ်မှာတော့ကျွန်တော်တို့ယာနှုံးပြေရမယ်အလားလာတွေရှိနေတယ်သို့တော့ပါတီဆက်ရှိနေမှအဲ့ဒီကိစ္စကပြည့်ပြည့်စုံပါလိမ့်မယ်စဉ်းစားကြည့်လိုက်ဗျာဒက်လန်ရိုက်စ်အိုဒီဂတ်ဇူဘီမန်ဒီမီခဲလ်မာရီနို မတ်စတော်မန်အီသန်ဝန်နရီပြီးတော့ကိုင်ဟာဗတ်ပြန်ဆင်းလာမယ် အဲ့လိုအခြေအနေမျိုးမှာပါဒေတာရှိရဲဆိုလို့ရှိရင်ကျွန်တော်တို့ကွင်းလည်သည် option ခုနှစ်ခုရှစ်ခုလောက်အထိပွားပြီးကစားလို့ရတယ်။ဒါဟာအခုနောက်ပိုင်း9နဲ့6နဲ့ဘောလုံးပွဲကြီးခဲ့တဲ့မြတ်အခြေအနေမှာတကားမှမရရှိသေးတဲ့လူစင်းတောင့်တင်းမှုမျိုးဖြစ်တယ်။ဒီတောင့်တင်းမှုမျိုးကိုကျွန်တော်လည်းခန်းစားခြင်းနဲ့ဗျာဘသူနဲ့ဘသူတွဲပြီးထွက်လာရင်ကွင်းလည်ကဘလို့ဖြစ်မယ်။ဘယ်ကောင်နဲ့နဲ့ကြလာရင်ဘလို့ထဲလိုက်မယ်။စသဖြင့်အပေါ်စည်းရနဲ့ဘောလုံးမှွက်ကြည့်တဲ့ခန်းစားချက်ကိုကွင်းလန်နဲ့ပတ်သက်ပြီးရချင်တဲ့ရဖို့အလားလာလဲရှိတယ်။သို့တော့အသိရဲ့ policy ရဲ့ ဘာစလိုနာအသင်းရဲ့အကျိုးပန်းမှုရဲ့ကြားထဲမှာပါတီကိုလက်လွတ်ဆုံးရှုံးရကောင်းဆုံးရှုံးရနိုင်တယ်ဒီအဖြစ်ကိုတော့ကျွန်တော်လည်းသဘောမကျဘူးကျန်တဲ့လူတွေလည်းအဲ့ဒီလိုပဲရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ပါတီစီကလည်းကျွန်တော်တို့အများကြီးရနိုင်ပါသေးတယ်။ဒီရသည်သူကစားပေးသွားတာမင်းစ်ကတော်တော်များတယ်။အဲ့ဒီ gain time ရဲ့တဝက်ကိုပဲလက်ရှိ performance နဲ့လာမယ့်ရသည်မှာဆက်ရမယ်ဆိုလို့ရှိရင်တော့မှအသင်းအတွက်တကယ်ကိုကြီးစွာသောအထောက်အပံ့ဖြစ်ပါတယ်။သတိထားရမှာကတစ်ဖက်ကအသင်းကဘာစလိုနာဖြစ်နေတယ်။ဒါသည် တော်တော်လေးဆွဲဆောင်မှုကောင်းတဲ့အချက်ဖြစ်ပြီးတော့သူတို့ဘက်ကသာ3 years contract တွေပါနေ offer လောက်လာပြီဆိုလို့ရှိရင် Arsenal အနေနဲ့ပါတီကိုဆွဲထားဖို့တကယ်ခက်ပါတယ်။တင်းတွေရဆိုလို့ရှိရင်တော့ပါတီရဲ့ကိုယ်စားလှယ်တွေက Arsenal နဲ့လည်းစကားပြောနေတယ်။ Barcelona နဲ့လည်းတကားဖွင့်ထားတယ်ဆိုတော့ talks are ongoing လို့တော့ပြောလို့ရတယ်။ကစားသမားအသစ်တွေသာရောက်မလာသေးတာကိုရှိရင်ဆွဲပလေယာကတော့သူများစီပါဝါမဲ့အခြေအနေမျိုးတကယ်ကြုံနေရပါတယ်။အဲ့ဒီအကြောင်းသာခေါင်းစဉ်တက်ပြီးပြောလိုက်လို့ရှင်ဗီဒီယိုဆုံးအောင်မကြည့်ပဲဝင်ဆဲမဲ့လူတွေအများကြီးပဲ share ပဲဗျာ။ဆိုတော့တီးတဲ့လူတွေတီးတယ်ဆိုပေမဲ့အခုမှစားကြည့်ရတဲ့လူတွေဖြစ်စေတချို့သတိမထားမိတဲ့လူတွေဖြစ်စေလွတ်သွားမှာဆိုလို့ကျွန်တော်ပြောချင်တာက ဒီ call me ကိုပြည့် channel ဒီ arsenal ပြည်သက်တယောက်ရဲ့ခန်းစားချက်ကိုပြောတာဖြစ်တဲ့သတင်းပြောနေတာမဟုတ်ပါဘူးဒါလေးကိုနည်းနည်းသတိချက်စေချင်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်အခုဗီဒီယိုမှာပြောသမျှသည်လဲဂုံစင်းကြီးတို့ကိုနည်းနည်းလန့်တာရောကို့အသင်းရဲ့လုပ်ပုံကိုင်ပုံတွေကိုအာရုံနောက်တာရောနည်းနည်းလေးတော့ရောထွေးနေပါတယ်ဒါပေမဲ့တူညီတဲ့တစ်ချက်ကတော့ player ခခနနာရောက်မလာသေးပဲနဲ့ကို့စီကပြန်ထွက်သွားမဲ့ player ကိုရင်တမမနဲ့ကြည်နေရတယ်ဆိုတာကတော့လက်ရှိအခင်းချင်းပဲဖြစ်တယ်ဘာစလိုနာကလည်းကျွန်တော်တို့ကိုနည်းနည်းတော့ဘူးလီးလုပ်တယ်ဗျာ ကိုအရင်ကလည်းဘူးလီလုတ်တယ်အခုလည်းဘူးလီလုတ်တော့မယ်ဂျိုဟန်ဂါစီယာလည်းပါသွားပြီမာတီနယ်လီကိုလည်းအောက်ဈေးနဲ့ချိန်နေတယ်ထားလိုက်တော့ဒီကိစ္စတွေကကုစားလို့ရတဲ့ကိစ္စတွေမာတီနယ်လီကိစ္စကလည်းဖြစ်လာဖို့ဝေးတယ်ဒါပေမဲ့ပါတီကိစ္စကြတော့နည်းနည်းလေးလှမ်းရတယ်ဘာကြောင့်လဲဆိုတော့ကစားသမားကသူ့အတွက် opportunity ကောင်းတစ်ခုကိုတကယ်ရှာနေတာ ြီးတော့အရင်ယာတီတွေကလိုမျိုးပါတီရဲ့ခြေစွမ်းကတနည်းရွှေတနည်းငွေဖြစ်နေတာမျိုးကြက်ခိုင်မှုကအချိန်မီ၍ဘာဖြစ်သွားမှန်းမသိတာမျိုးဆိုလို့ရှိရင်လည်းထားလိုက်တော့အခုကရေပွဲကြီးက on fire ပြန်ဖြစ်နေတာဗျာအဲ့ဒီလို on fire ဖြစ်လို့ keep ထားခြင်းနဲ့ဆိုတာထက်ကျွန်တော်တူရဲပုတ်ကလေးကခန်းစားချက်အရာဆိုလို့ရှိရင်လာမယ့်ယာတီကိုတကယ်ကိုတောင်းတင်းတဲ့ကွင်းလယ် squad ကြီးနဲ့အတူတူရင်ဆိုင်နေတာဗျာအဲ့ဒီခန်းစားချက်ကိုရကျင်တာ player ကလည်းအလားအလာတကယ်ကောင်းပါတယ် လက်ရှိပြနေတဲ့ performance အရာတကယ်အလားအလာကောင်းတယ်အဲ့ဒီလိုဖြစ်သွားမဲ့အနေအထားတကယ်ရှိပါတယ်သို့တော့အတားစီးကတော့အကုန်စင်ကြီးပဲ Juven Test တို့ဘာလို့ကချင်းကပ်လာတယ်ဆိုရင်တော့မှကျွန်တော်အဲ့ဒီလောက်မလန့်ဘူးအခုကြတော့ဗျာ Lewandowski တို့လို Rafinha တို့လိုအချိန်ကာလတစ်ခုရောက်ပြီးတော့နည်းနည်းပြန်ကျသွားတဲ့သူဒါမှမဟုတ်တစ်ဖက်မှာတိတ်အဆင်မပြေဘဲနဲ့ ပြန်ထွန်းတောက်လာတဲ့လူတွေအဲ့ဒီလိုမျိုးအစုအဖွဲ့ကြားတဲ့ကိုပါတီလဲသွားကြင်ပါပဲဗျာဒါဒီတကယ်ကောင်းတဲ့ attraction တစ်ခုဖြစ်တယ်အဲ့ဒါကိုကျွန်တော်စိုးရိမ်လာပါဒီ attraction နောက်ကိုပါတီပါသွားမယ်ဆိုလို့ရှင်ကျွန်တော်တို့အတင်းကြတော့ပါတီမရှိလို့ကွင်းလဲအထိုင်ပြတ်သွားမှာ၄ပါးရေဗျာအဲ့ performance ပိုင်းဆိုင်ရာကိုကျွန်တော်အရင်ကြီးမစိုးရိမ်ဘူးကျွန်တော်တို့အတင်းရဲ့ကွင်းလဲကသူ့ဟာနဲ့သူအဆင်ပြေထားပြီးသားသို့တော့မတူညီတဲ့စွမ်းဆောင်ရည်တွေမတူညီတဲ့အတွဲဆက်ပေါင်းများစွာကို လုတ်ချင်တယ်လို့လုတ်လို့ရမယ်အခွင့်အရေးတရက်ကိုကျွန်တော်မဆုံးရှုံးချင်တာဟိုနေရာကြည့်လေတနေရာတယောက်အဲ့တယောက်ကဟိုနေရာသွားဆော့လိုက်ဒီနေရာသွားဆော့လိုက်အခြေအနေအဲ့လိုမျိုးရနေပြီးတော့ဗျာကျွန်တော်ဒီဗီဒီယိုမှာထပ်ခါထပ်ခါပြောခဲ့သလိုတကယ် full squad ကြီးကိုကျွန်တော်လိုချင်တာအဲ့ဒီခံစားမှုကိုတကယ်ရမရဆိုတာကကျွန်တော်တို့ဆရာသမားပါတီအသင်းပြောင်းမပြောင်းပေါ်မူတည်တယ်ဆိုတော့အာစနယ်အနေနဲ့စဉ်းစားစီချင်တာကအခုလက်လွတ်လိုက်ရလို့ရှိရင်လည်း free လက်လွတ်လိုက်ရမယ်အတူတူပါတီလိုချင်တဲ့ contract အနေထားလောက်ကို offer လုတ်လိုက်မယ်ဆိုလို့ရှိရင်ရေပွဲကြီးလဲသူ့ရဲ့ဘောလုံးသမားဘဝနောက်ပိုင်းအချိန်ကို သူစိတ်ကြိုက်ဖြတ်သန်းခွင့်ရမှာဖြစ်တယ်လို့ကိုအတင်းအတွက်လည်းတော်တော်လေးကိုမှ smooth transaction ပေါ့နော်လူဟောင်းလူသစ်အပြောင်းအလဲကိုတော်တော်လေးမြတ်မြတ်တတလုံနိုင်တဲ့အနေအထားဖြစ်သွားမှာဖြစ်တယ်တစ်ဖက်မှာလည်းလလဆဆရှိနေဆဲဖြစ်တဲ့ party ရဲ့ performance ကို consumption လုပ်ခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုအကျိုးအမြတ်ရှိတယ်။ win win situation မဟုတ်ဘူး win 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 situation လောက်ရှိတယ်ဗျ။ဒါကြောင့်မို့လို့ party ကိုဆက်ထားဖို့အတွက်စူးစမ်းစေချင်တယ်။ ီအချက်ဒီအသင်းရဲ့အပြောင်းအရွှေ့ policy နဲ့အနှဲငယ်ညှိယူရမှာဖြစ်ပေမဲ့တခါတလေမှာ exceptional လေးတွေလောက်တာကလည်းအဖွဲအစည်းရဲ့ကောင်းကျိုးကိုဦးတည်ရလို့ကျွန်တော်ကယူဆပါဗါတယ်။အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်ဂုံစင်ကြီးတို့ရဲ့ချင်းကပ်မှုကနဲ့ကာကွယ်ပြီးတော့ပါတီကိုအသင်းမှာဆက်ရှိစေချင်ပါတယ်။ဂျန်တဲ့လူတွေရဲ့အမြင်ကိုလည်းပြောသွားလို့ရပါတယ်ခင်ဗျ။